အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့နှံ့နေပါတယ်မေတ္တာနဲ့ပြည့်ဝတဲ့အကာအကွယ်ပေးသူတရားရှိနေပါရနဲ့ဘာကြောင့်ဒုက္ခဆင်းရဲဆိုတာကိုရှောင်လွဲ့လို့မရတာလဲအဲ့ဒီမိခွင့်ရဲ့ဖြူကိုအတူတူရှာဖွေကြည့်ကြရအောင်ဒီဆက်ဆံရေးကိုစပြီးမြင်ရောက်ကြည့်လိုက်တဲ့အခါမှာဆလတ်နှစ်စစ်တုံးတဲကလိုပဲအရာအလုံးပြည့်စုံပြီးလုံးဝလုံးကြုံရဲဆိုတဲ့ခံစားချက်မျိုးနဲ့ဆက်လက်ရှိတာပေါ့ ထာဝရဘုရားဟာကျွန်ုပ်ရဲ့တိုးထင်းဖြစ်လို့ဘာမှမလိုတော့ဘူးဆိုတဲ့အားကိုးယုံကြည်မှုမျိုးပေါ့ဒါမဲ့အဲ့ဒီလိုစိတ်ချမ်းသာစရာကောင်းတဲ့ပုံရင်ကကြာကြာမခံပါဘူးမဿဲခရစ်ဝင်ကျမ်းထဲမှာယေရှုက ပြင်းပြင်းထန်ထန်တတိပေးထားတဲ့စကားတစ်ခုရှိတယ်အဲ့ဒါကတော့ငါဟာမဲရူကိုဝမလွေတွေကြားတဲ့တိုးတွေဆေးလို့တလို့ပဲဆေးလို့တဲ့ချက်ချင်းကိုစန့်ကျင်မဲ့ဖြစ်သွားတာတွေ့ရမှာပါအဲ့ဒီမှာတင်ရှင်းတော့မငီးသလိုဖြစ်နေတယ်မေခွန်းကြီးတခုထပ်လာပြီ ချေရတဲ့တိုးတွေကိုဘာဖြစ်လို့ဒုက္ခပင်လဲဝေရမယ်လမ်းကိုရွေပြီးပို့ရတာလဲ။ကောင်းမြတ်တဲ့တိုးထင်းတယောက်ကသူ့တိုးအိုကိုအန်ဒရယ်ရေချားတဲ့ဘာလို့တွန်းပို့ရတာလဲ။ဒါကပဲကျွန်တော်တို့ဒီနေ့အတိကဆွေးနွေးခြင်းတဲ့အချက်ပါပဲ။ကဲဒီမိခွန်ရဲ့အဖြစ်ကိုရှာဖို့တဲ့အရင်ကကြတဲ့အချက်ယခုကနေစရမယ်။အဲ့လာကတော့ကျွန်တော်တို့အခုနေထိုင်နေတဲ့ဒီကမ္ဘာလောကကြီးဒီဖန်ဆင်းခြင်းဤတစ်ခုလုံးဟာတကယ်တော့မပြည့်ပြည့်စုံသေးဘူးဆိုတဲ့အချက်ပါပဲ။ ဘာကြောင့်မပြီးပြည့်စုံသေးဘူးလို့ပြောနိုင်လဲဆိုတော့အပြစ်တရားညာတည်ခြင်းတရားတွေရှိနေလို့ပါပဲဒီအရာတွေရှိနေတဲ့မြတ်ကာလပတ်လုံးဒီလောကကြီးကအဆုံးလင်းတဲ့အချိန်ကိုနှစ်ယောက်သေးဘူးသူ့ရဲ့နောက်ဆုံးပန်းတဲ့ကိုဆုံးမြောက်နေရတုံးပဲဆိုတဲ့အတိုင်းပဲပါပဲဆိုတော့အပြစ်ဆိုတာပါလေရှင်းရှင်းလေးပါပဲဘုရားသခင်ရဲ့မျက်တော်ကိုချိုးဖောက်တာကိုအပြစ်လို့ခေါ်တာပါဒါကြောင့်ဘုရားသခင်ရဲ့အဓိကရည်ရွယ်ချက်ကမေတ္တာထားရမယ်ဆိုတဲ့မျက်တော်ဟာအမှန်တရားဖြစ်ကြောင်းသက်တည်ထူပြီး ဖန်ဆင်းခြင်းတဲ့ကနေအပြစ်ကိုအပြစ်တိုင်းဖယ်ရှားပစ်ဖို့ပါပဲ။ Okay ပညာတော်ရဲ့အမှန်တရားကိုတတ်သိပြမယ်။ဒါပေမဲ့ဘလုံးနီနဲ့လား။အဲ့ဒီအတွက်အဆီဇင်တစ်ခုရှိမယ်။ဒီအဆီဇင်မှာအဓိကအခန်းကဏ္ဍနှစ်ခုပေါင်းမယ်နေ။တစ်ခုကတီးတန့်လှုပ်ဆောင်ပုံနီးလန်။နောက်တစ်ခုကတော့လူသားအလုံးရဲ့ကိုယ်စားလှယ်တူပေါ့။ဒီအဆီဇင်ကိုအဆင့်တွေနဲ့ကြည့်အောင်။အဆင့်တလူသားမျိုးနွယ်ကိုကိုယ်စားပြုတဲ့တတ်တေတရားဝင်နေတဲ့ RM ကိုဖန်ဆင်းလိုက်တယ်။အဆင့် အဲ့ဒီ RM ကပညတ်တော်ကိုတစ်စက်ကလေးမှမလွဲအောင်ဆုံးလင်းစွာလိုက်နာရမယ်။အဆင့်ထုံးကပိုပြီးခက်ခဲသွားပြီ။အသက်တည်တဲ့အထိအဲ့ဒီနာခံမှုကိုဆက်ထင်းထားရမယ်။နောက်ဆုံးအဆင့်၄ဒီလိုသက်ဆွန့်ပြီးတက်တေပြလိုက်တဲ့အခါမှာပညတ်တော်ဟောင်းမန်ကန်ကြောင်းထင်ရှားသွားပြီးလူတွေရဲ့လွတ်လပ်စွာရွေးချယ်နိုင်ခွင့်ကိုလည်းဆုံးလင်းစွာထင်မှာဖြစ်ပါတယ်။ဒီလိုရည်ဝဲချက်ကိုဖြစ်စီဖို့အတွက် အာတန်းရဲ့အနေထားကဘလို့ဖြစ်သွားလဲဆိုတော့ထပ်ဖို့ဆောင်သွားတဲ့တူးထံကဒီကောင်းလို့ဖြစ်သွားတယ်။ အလွန်တရာကိုအားနေပြီးကကွယ်မဲ့တဲ့အခြေအနေမျိုးပေါ့ဒါကြောင့်မို့လို့ဒီစံတတ်မှုကြီးတစ်ခုလုံးကအင်မတန်အရေးပါပြီးအလောင်းအစကြီးသွားတာပါဒါပေမဲ့ဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုရှိတယ်အာဒန်ကိုဒီလိုအသက်ဆွန့်ဖို့တယောက်ထဲတွန်းပို့လိုက်တာမျိုးမဟုတ်ပါဘူးသူ့ရှေ့မှာနမူနာမရှိဘဲနဲ့ဒီလမ်းကိုရှောက်ခိုင်းတာလည်းမဟုတ်ဘူးအဲ့ဒီမှာတင်တိုးထင်းရဲ့အခန်းကဏ္ဍကအဆုံးဖြတ်ပေးလောက်အောင်အရေးပါလာပါတော့တယ်အစားကမဲခဲ့ပဲရှင်းတော့မညီတဲ့မေးခွန်းရဲ့ဖြေကဒီမှာပါအဖြေကတကယ်ကိုထူးခြားတဲ့လောရဲ့တစ်ခုပဲ။ တိုးထင်းကတိုးဒီကိုတင်မဲ့လမ်းကိုလွတ်လိုက်တာမဟုတ်ဘူးသူကိုယ်တိုင်ကတိုးဒီအထက်အရင်ဆုံးအထက်စွန့်ပေးခဲ့တာပါငါဟာကောင်းသောတိုးထင်းဖြစ်တဲ့ကောင်းသောတိုးထင်းဟာတိုးဒီအထက်သူ့ထက်ကိုစွန့်နေစတဲ့အတိုင်းပါပဲဆိုတော့ယေရှုကသူ့အသက်ကိုပေးဆက်ခြင်းအားဖြင့်အကောင်းဆုံးစံမူလာကိုပြခဲ့တယ်ဒါဟာအသက်စွန့်ခြင်းရဲ့အတိအပယ်ကိုပါပြောင်းလဲပေးလိုက်တာပဲသူကအာဒံကိုလမ်းမှန်ကိုပြပေးလိုက်ရုံတင်မကဘူးဘာကြောင့်ဒီလမ်းကိုလက်လျှောက်တင်နေဆိုပဲခိုင်လုံတဲ့အကြောင်းပြချက်ကိုပါပေးလိုက်တာဖြစ်ပါပဲအဲ့ဒီတော့ ိုးထင်းကအရင်ဆုံးသူ့အသက်ကိုဆွန့်လွတ်လိုက်တဲ့အတွက်သိုးအုပ်အတာဘလို့အကျိုးသက်ရောက်မှုရှိသွားလဲအဲ့ဒီလောရက်ကပဲသိုးအုပ်တစ်ခုလုံးကိုသူတို့ရဲ့မူလရည်ရချက်ကိုအဆုံးစွန်ထိပြီးမြောက်အောင်မြင်သွားစေဖို့ခွန်အားဖြစ်စေခဲ့တာပါဒါကပဲအရာအလုံးရဲ့အဖြေပါပဲဒီနေရာမှာအပြန်အလှန်အသက်စွန့်ခြင်းဆိုတဲ့သိတ်ကိုအားကောင်းတဲ့မေတ္တာတန်တရားတကူဖြစ်ပေါ်လာတာကိုတွေ့ရတယ်တစ်ဖက်မှာသိုးထင်းကသိုးတွေအတွက်သူ့အသက်ကိုစွန့်တယ် ဲ့ဒီမေတ္တာကိုတွန့်ပြန်တဲ့အနေနဲ့နောက်တစ်ဖက်မှာတိုးတွေကလည်းတိုးထိုင်းအတွက်သူ့လိုအသက်ကိုပြန်ပြီးဆွတ်လွတ်တယ်။တယောက်ရဲ့ဆွတ်လမှုကနောက်တစ်ယောက်ကိုလုံဆော်ပေးတဲ့အတန်တရားမျိုးပေါ့။ဒီလိုအပြန်အလှန်မေတ္တာနဲ့ဆွန်လွတ်အနစ်နာခံခြင်းရဲ့နောက်ဆုံးရလဒ်ကတော့အံ့မခံပါပဲ။အာရန်ဟာအရင်ကလိုမဟုတ်တော့ပဲစိတ်လိုကိုလျောက်အသက်ဆွတ်နိုင်ပြီးမေတ္တာထားရမယ်ဆိုတဲ့ပြင်ရက်တော်ရဲ့အမှန်တရားလည်းထင်ရှားသွားပြီးလွတ်လပ်စွာရွေးချယ်ခွင့်ဟာလည်းဆုံလင်းသွားပြီးအရေးကြီးဆုံးကတော့ ဖန်ဆင်းခြင်းတဲကအပိတရားပြပြသွားပြီးဖန်ဆင်းခြင်းရဲ့မူလရည်ရွယ်ချက်ကြီးတစ်ခုလုံးပြည့်စုံသွားပါပြီ။ယေရုမတော်ဝါရာစာရာ839မှာပြောထားတဲ့အတိုင်းပါပဲ။သူတို့ဟာလွန်စွာအောင်နိုင်ကြတယ်။ဘာကြောင့်လဲ?သူတို့ကိုယ်တိုင်တော်လို့လား?မဟုတ်ပါဘူး။သူတို့ကိုချစ်တဲ့သူသူတို့အတွက်အရင်ဆုံးအောင်ပွဲခံပေးခဲ့တဲ့သူထင်းကြောင့်လားဖြစ်ပါတယ်။သူထင်းရဲ့အောင်ပွဲကသူတို့ရဲ့အောင်ပွဲကိုဖြစ်စေတာပါ။ဒီတော့ ဒီเจ้าရာတစ်ခုလုံးကိုပြန်ခြုံကြည့်လိုက်ရင်ဒုက္ခဆင်းရဲခြင်းဆိုတာအတွေ့အကြုံမရှိတဲ့ဆုံးရှုံးမှုတသက်မဟုတ်တော့တဟာမေတ္တာတရားကိုအမြင့်မားဆုံးတသက်ပြတဲ့နိလန်တစ်ခုဖြစ်ဖြောင်းလေသွားတယ်။ဒါကြောင့်နောက်ဆုံးညီလေးစဉ်းစားစရာမေးခွန်းတစ်ခုချန်ထားခဲ့ကြပါတယ်။အဲ့ဒါကတော့ပျက်စီးဆုံးရှုံးမှုကိုပဲဖြစ်စေတာမဟုတ်ပဲအတိတ်သောအရာတွေကိုဖန်တီးပေးနိုင်တယ်။ဆုံးရှုံးမှုတသက်မဟုတ်ပဲမေတ္တာတရားကိုတသက်ပြနိုင်တယ်။ဆွန့်လွတ်အနစ်နာခံခြင်းဆိုတာတကယ်တော့ပါလေဆိုတာပါပဲ။